အားလုံးမင်္ဂလာပါရှင်အခုရောက်နေတာကပုပ္ပားတောင်ကလပ်ကိုပါဒီကိုရောက်တာနဲ့အရင်ဆုံးကြုံရမှာကဒီနေရာမှာပိုင်ဆိုးထားတဲ့အမြောက်ကလေးတွေနေရာတိုင်းမှာသူတို့ရှိတယ်ဒီကဈေးရောက်တဲ့အန်တီတယောက်ဆိုလို့ရှိရင် ပြောတာလေလိုက်လိုက်ဆွဲလို့တဲ့သူတို့ကိုပဲကြောက်နေရတာတဲ့ဒီမှာ ူတို့ကိုကြွေးဖို့အတွက်ဒီမှာမြေဘဲထုံလေးတွေရောင်းပေးတယ်ကျမတို့ကပကံကနေအပြန်ဒီဖြတ်တာပန်းဆက်လမ်းကနေပြီးတော့ပုပ်ပါဘက်ကိုဆင်းလာတာ။လမ်းလည်းတော်တော်ကောင်းနေ။ တနအီကြော်ကြော်လောက်မောင်းလာပြီဆိုလို့ရှိရင်ဒီစကဝါမျိုးဆိုတဲ့ပုပ္ပါတောင်ကလပ်ကိုရောက်ပါပြီကံထွက်လာတာနောက်ကြတော့ဒီကိုရောက်တဲ့အချိန်ကညနေ 6နိုင်ကျော်လောက်တော့ရှိသွားပြီ။ဒါကတောင်ချီမှာရှိတဲ့အဘဘူမင်းကောင်ရဲ့တက်ခမ်း အပေါ်တက်ဖို့အချိန်သိမ့်မရတော့တာနဲ့ရန်ကုန်ဆင်းဖို့လည်းအချိန်ကနှင်းသွားပြီအဲအကြောင်းမို့လို့ဒီညကြောက်ပလောင်းပါပဲအဖို့အတွက်စကီဆက်လာခဲ့လိုက်ပါတယ် ကျောက်ကောင်ကမန္တလေးတိုင်းညာဝန်းခရိုင်မှာပါတဲ့မြို့ပေါ့နော်အရင်တော့ဒီဒေသမှာရှိတဲ့တောင်ကုန်းပါတဲ့ကျောက်ပန်းတွေပေါပေါများများပွင့်လို့ကျောက်ပန်းတောင်လို့ခေါ်ရကနေပြီးတော့နောက်ပိုင်းကျောက်ပန်းတောင်ဆိုပြီးတော့ဖြစ်သွားတာလို့ဆိုကြတယ်ကျောက်ပန်းတောင်မြို့ကနံပါတ်ဆက်သွယ်ရေးလည်းကောင်းနေအချက်ချလည်းကြတယ် ချောက်ပတောင်းရောက်တော့မနေ့စားဒီဟာဒေသခံတွေတော်တော်များများညွန်နေဒီဆိုင်လေးမှာစားခဲ့တယ်ဟာဒီဒေသအခေါ်အခြေချလို့ခေါ်တယ်မိုးဟင်းကတော့မရဘူးဒါပေမဲ့ तू ကအဲ့မိုးဟင်းကဟင်းရည်ဘူးပဲအတုံးနဲ့စားဖို့အတွက်အရေးတောက်ချပေးတာဒါနန်းကြည့်တာနန်း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 လက်နန်းလက်ကျက်တဲ့နန်းနန်းဆက်ရလားမလို့ဟုတ်တယ်မယ်ဒါမှနန်းကြည့်အောင်ကျက်တဲ့နန်းနန်းဆက်ရရနော်ဟုတ်ကဲ့ဘာဟိုဟာရွှေရှစ်စားဝဲတဲ့ဘုံမရရဟုတ်ကဲ့ ။ဒီကအတုတ်လိုက်ရတော်တော်စားကောင်းတယ်။ ီးတော့ကြောက်ကောင်ကနာမည်ကြီးအာလူကျော်လေဂျုံလုံးဝင်လာခဲ့လိုက်ပါတယ်ပြီးတော့ပဲစီစစ်စစ်လေးလေးလိုချင်သေးတာနဲ့ဒီနာကစီတိတ်ဆက်ကနေပြီးတော့ပဲစီလေးဝင်ဝင်လာခဲ့သေးတယ်စီရတာလေးကိုမြည်ကြည့်ရအောင်။ငယ်ပဲပြုတ်လေးကိုစီစမ်းပြီးတော့ကျမတို့အဲ့ခန့်နေ ဒါကစီတိတ်ပြီးသားမျိုးပဲဖတ်တွေ့ မကနေဒေတာတစ်ခုရောက်လို့ရှိရင်အဲဈေးတွေကိုညင်ကြည့်ရတာမှန်မှာပါတယ်ဈေးမှာဒေတာထွက်ကုန်တွေသူ mode တွေပြီးတော့အသီးအနှံတွေအမျိုးစုံတွေ့ရတာစိတ်ဝင်စားတယ်အော်ဒါဒါဒါ 干嘛呀？干嘛呀！啥鸡呀？我也杀起来了。家里头炒着臭豆，再焖鸡，然后再炒细肠。 ဖေးမွာလေးအဲ့လိုအတုံးအတုံးလေးတွေတောက်ထားရင်ဒါလေးရစီစီထွေးထွေးလေးရနားဖတ်ကောင်းတာဒါရကိုရိုင်းကိုရိုင်းအိမ်ပါရင်တော်ပြီးရရှိတာလေအောင်ဝင်းနေတာအတော့မလို့ရေးထားတယ်ဟုတ်တယ် Thank you. စည်းပတ်တာလည်းကြာသွားပြီမြင်မြင်သမားကလည်းဝယ်တင်စရာတွေကြီးပဲကားမဆန်တော့လို့ဒါလေးရှော့ဝယ်ခဲ့ရတာခုရန်ကုန်ပြည်စင်းမှုအတွေ့ခရီးဆက်လိုက်ပါဦးမယ်ရှင်ကြည့်ရှုပါတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော် Mr. Chu Channel လေးကို Subscribe လုပ်ပါသေးဘူးဆိုလို့ရှင်အဲ Subscribe လုပ်ပေးထားကြပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်